ဒီညီမလေးကိုအကြောင်းပြုပြီးအောင်မမိမတွေအကုန်လုံးတတိပေးရှင်တယ်။ဖះအကြောင်းခံဘုန်းကြီးကျောင်းသွားရှင်တယ်ဆိုရင်ဝစားစင်ရင်မှုဒီအရန်ရေးကြီးပါတယ်။အထဲထဲကအတွင်းခံအမဲရောင်ကိုအတိုင်းတိုင်းမြင်နေရတယ်။အပေါ်ကနေတပတ်ကိုမချုံထားဘူး။အဲ့တော့ဟိုဘက်ကအသက်20ကျော်ယဟန်တပားဟာတွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့လူမျိုးလူမျိုးပေါ့။အားလုံးမင်္ဂလာမျိုးရီမိုကီကြည့်ချင်တဲ့ဆိုလိုက်ပါရယ်ဒီဒီစပြင်းတဲ့တင်းလေးရဲ့အရန်မှရေးကြည့်တဲ့တင်းလေးပြဒီတင်းလေးကပါလဲဆိုရင်ဒီဖုန်းချောင်းတစ်ခုမှဒီမိန်ကလေးတစ်ယောက်ကဒီ လေဒီဘုန်းကြီးတွေရှိမှနေထိုင်နေပေါ့နော်ဒီအကြောင်းလည်းပတ်သက်ပြီးတော့ဒီအကူကားတော့ဒီမပြုတ်လို့ဖို့ဒီလိုမျိုးနေထိုင်တာမတင့်တော်ဘူးလို့ပြန်ပြီးတော့တုံးတက်ထားတဲ့ view plan လေးကိုကျွန်တော်မျိုးဖွင့်ပြတိဆက်ပြီးတော့ဖြစ်ပါတယ်ဒီအခုတလောဘုန်းကြီးတွေနဲ့တက္ကမတွေကြာမှာအစီမပြေမှုတွေလည်းဖြစ်နေပေါ့နော်ဒါကြောင့်မလို့ဒီသသမိရှိတဲ့မိပါတိုင်းဒီ view plan လေးကိုကြည့်တဲ့နဲ့အဲပြန်လည်ပြီးတော့မျှဝေပြဖို့လည်းတောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော် view plan လေးကိုဆက်လိုက်အောင် ဒီရဲ့ညီမလေးဒီဗီဒီယိုဖိုင်ကိုမြင်ပါစေပေါ့နော်အဲ့တော့ဒီညီမလေးကိုကိုရီးယားဝေဖန်တာလည်းမဟုတ်ဘူးဗလိန်းတာလည်းမဟုတ်ဘူးဒါပေမဲ့တတိပေးခြင်းနဲ့ဒီညီမလေးကိုအကြောင်းပြုပြီးအောင်မှမိန်းမတွေအကုန်လုံးတတိပေးခြင်းနဲ့နော်ဖះအကြောင်းခံဘုံချောင်းကိုတွားခြင်းနဲ့ဆိုရင်ဝဆားစင်ရင်မှုဒီအရန်ရေးကြီးပါတယ်ဘာဖြစ်လို့တော့ဆိုတော့နော်ယဟန်တို့ကိုရင်တို့ဆိုတာမျိုးပါသိရမလား ဟိုငယ်သေးတဲ့ရမ်းငယ်သေးတဲ့ကလေးရွယ်တော့ကပြဿနာမရှိဘူးเนาะအသက်20ဝင်းကျင်20 21လောက်ဆိုတာဂျန်ဟန်ဘွားရောက်ပြီအဲ့တော့ဒီ20ဝင်းကျင်လောက်ရောက်ပြီဆိုရင်ယောက်ျားလေးလည်းဖြစ်တယ်ဒါတန်ခါယုံနာတာယုံနာတာပဲเนาะတန်ခါတော့သွေးနဲ့သားနဲ့ဟော်မုန်းတွေအရန်ကိုထွက်နေတဲ့အချိန်เนาะအရန်တွေပေါက်ဖွားနေတဲ့အချိန်ဟော်မုန်းတွေอ่ะเนาะအဲ့ရဲ့ရွယ်မှာဒီရဲ့တရားထမားတွေရဲ့လေးလာလိုက်စားပြီးဒီစိတ်ကိုရှိုးနေနေရတာဒါကိုရင်ကိုတိုင်းကိုကြရတာမကြခင်မှာရမ်းထွက်လာတာမလို့เนาะ တိလို့ပြောပြနေတာဒါကိုယ်တွေလည်းယင်တော့မသိပါဘူးเนาะအဲ့တော့ကိုကတော့ဘာမို့ဟာလာမှာလှချင်ပချင်လို့ဒါသွားလိုက်တာပဲဒါမဲ့ကိုရဲ့ဝိဇ္ဇာစင်မှုကဒီမှာဒီမှာကြည့်ကြည့်အထဲထဲကအတွင်းခံအမဲရောင်ကိုအတိုင်းတိုင်းမြင်နေရတယ်အပေါ်ကနေတပတ်ကိုမချုံထားဘူးအဲ့တော့ဒီမြင်ကွင်းကိုမြင်လိုက်ရပြီဆိုရင်ဟိုဘက်ကအသက်20ကျော်ရဟန်းတစ်ပါးဟာတွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့လူမျိုးလူမျိုးပေါ့အဲ့တော့ဒါကိုမြင်လိုက်ပြီဆိုသူ့ရဲ့စိတ်ကဘလုံးမတိငိမ့်နိုင်ဘူးကွာဖောက်လွဲဖောက်ပြန်စိတ်ဆိုတာဝယ်မှာပဲ ဟုတ်လားမေဘလို့ပဲပြောပြောဟာရန်ပါဝင်မှာပဲအတွင်းနဲ့တာနဲ့ပဲလေဒီကတနာစိတ်တွေကိုမပေါ်ပေါက်အောင်လားပေါ်လာတယ်ပေါ်လာတော့ဘာဖြစ်လဲတရားနဲ့ပြန်ပြီးရောမှာချုပ်မဲ့ပြောမှာဒါချိုးနိုင်ရတာရဟန်းရဲ့အကျင့်အလျောက်ဆိုတာသိတာမှာဒါရို့ကိုယ့်ရဲ့ဝိစားစီရင်မှုကြောင့်ဟိုမှာတွားပြီးမှဒုက္ခတွေမများစေချင်ဘူးနော်ပြီးကကြရင်ထိမ့်နိုင်တိမ့်နိုင်လေဒီရဲ့တနာစိတ်ကိုဒီရဲ့မြင်ကွင်းကိုမြင်လိုက်တယ်တနာစိတ်တွေပေါ်လာတယ်တနာစိတ်ကိုပေါ်လာလို့တရားသမားနဲ့ချိုးနိုင်နိုင်နေဆိုရင်တော့ပြဿနာမရှိဘူးတရားစိတ်တွေနဲ့မချိုးနိုင်နိုင်ဘဲနဲ့ ဟုတ်လားယောက်ျားလေးဘာသာဘာဝဒဲပဲပြောမယ်နော်ဒဲပြောမှသိမှာမလို့ဘာသာဘာဝအာသာဖြေတာမျိုး လုံးလိုက်မယ်စိတ်ဖြေတာမျိုးလုံးလိုက်မယ်ဆိုရင်အဲ့ရဲ့ယဟယဟတန်ခါတိတိအဘတ်တဲ့နဲ့တန်ခါတိတိအဘတ်ဆိုတာမျိုးကပြောရရင်တော့လိုလေကူပဲနဲ့ယဟန်ရဲ့တီလာညှိုးနှံသွားတာရှင်းကြသွားတာပေါ့နော်အဲ့တော့ဒါယူကိုပြန်ပြီးမှငကိုယဟန်ရဲ့ တီလာအနေထားကိုရောက်ချင်တယ်ဆိုရန်အပားနဲ့ဆဲအောက်မှာဘလို့ဘလို့ပဲညာအလုပ်တွေအများကြီးလောက်ရတာဒီရဲ့ငကိုဟာကိုရဖို့အတွက်အဲ့တော့ကိုပြောချင်တာကကိုရဲ့ဝတ်စားစီရင်ပုံလေးကတော့ဘာမှမဟုတ်ဘူးဒီတိုင်းပဲဝတ်လိုက်တာပဲဒါပေမဲ့တစ်ဖက်ဒီရဲ့ယဟန်နေကိုရင်တို့သွားပြောမှဟလာစိတ်ကိုသွားပြောမှအဲ့လိုမျိုးတွေဖောက်လဲဖောက်ပြန်ဖြစ်အောင်တွန်းအားပုံစံမျိုးဆေးစော်တာမျိုးပြက်သွားရင်ကိုလည်းငြင်းရဲ့ကြီးတယ်ဟိုဘက်ကယဟန်လည်းငြင်းရတယ်ဒါကြောင့်မို့နော်ဒီအမျိုးသမီးကိုအကြောင်းပြုပြောမှညီမလေးလည်းဒီဟာလေးမြင်ပါစေနော်နောက်ဆိုရင်ဒီလိုတွေ ဘယ်မိမမှမခွေ့ပါနဲ့နော်ဝစ်သွားရင်လုံလုံချုံချုံလေးဝစ်သွားပါနော်ဒါလေးကိုမှာချင်ပါတယ်ဒါလေးကိုမှာချင်ပါတယ်နော်ဒီနေ့တို့မြန်မာနိုင်ငံမှာအမျိုးသမီးထုကြီးအဓိကရေဆန်ကြုံတွေ့နေရတဲ့ပြဿနာကဘာလဲဆိုရင်ဘဝလက်သွဲဖို့ရှားပါတဲ့ပြဿနာပေါ့နော်ဘဝလက်သွဲဖို့ရှားရခက်တဲ့ပြဿနာအဓိကရေဆန်ကြုံတွေ့နေရတယ်လား ဒါရကတော့အကြောင်းမဲ့ပြောနေရတာမဟုတ်ဘူး။နော်မကြသေးခင်ကလူကြီးစစ်တမ်းကောက်လိုက်တယ်။ကောက်လိုက်တဲ့အချိန်မှာတို့မြန်မာနိုင်ငံမှာအမျိုးသမီးအရေးအတွက်ကတို့ယောက်ျားလေးအရေးအတွက်ထက်ကိုနှစ်တန်းပိုများနေ။နှစ်တန်း။ဟိုကမြင်တောင်ပြောရရင်မြန်မာတနိုင်ငံလုံးမှာလူကြီးတန်း90ရှိတယ်ဆိုရင်မိန်းကလေးတွေက26တန်းရှိပြီယောက်ျားလေးတွေ24တန်းမှရှိတယ်။ဟုတ်ပြီနော်။အဲ့တော့အဲ့26တန်းသောအမျိုးသမီးတွေကိုလိုက်ကြည့်လိုက်မယ်ဆိုရင် တီလာချေအပြီးဝစ်သွားတဲ့အရာကိန်းတော့လည်းနည်းနည်းလေးပဲရှိရမပြောပါတော့เนาะတီလာချေဆိုเนาะနောက်တစ်ခုကအဲ့လိုမွေးစေဝါနုံထဲမှာနဲ့ပြောမှာဘာအင်တော်ကြီးမှစိတ်ဝင်စားတဲ့မိန်းကလေးမျိုးကလည်းမရှိသလောက်ပဲเนาะနောက်တစ်ခုကဒီလောင်ကစားနုံတို့အရက်နုံတို့တွေထဲမှာနှစ်နေတဲ့မိန်းကလေးတွေကလည်းရှားတယ်เนาะပြီးကကြရင်တို့တွန်းပွားိုင်းမှာပေါ့เนาะမိမမိမချင်းစိတ်ဝင်စားတဲ့မိန်းကလေးတွေကလည်းเนาะဒါ ရမ်းမများဘူးအချစ်အနေချင်းလေးပဲရှိတာဆိုတော့ချုပ်ပြီးပြောရရင်မိန်းကလေးတွေဒီ26တန်းသောမိန်းကလေးတွေဟာအိမ်အောင်ပြုဖို့အတွက်လင်ယူသားမွေးဖို့အတွက်လုံလောက်တဲ့အရေးရှင်တွေပြည့်မီပြီးပြည့်မီပြီးတော့မှအဆင်သင့်ဖြစ်နေကြတယ်နော်ဒါဒါပေမဲ့ဒိုးယောက်စားလေးတွေဘက်ကိုကြီးလိုက်မယ်ဆိုရင်ငကွားမှမိန်းကလေးတွေနှစ်တန်းရော့နေပါတယ်ဆိုအဲ့ရဲ့24တန်းထဲမှာမှာ လောင်းစားလွင်ဘာမှစိတ်ဝင်စားတဲ့ကောင်းရလဲတပုံတစ်ခေါင်းကြီးတဲ့လားဒီမူးရစ်စေဝါနုံထဲမှာနေနေတဲ့ကောင်းရလဲတပုံတစ်ခေါင်းကြီးအရက်ကလွင်ဘာမှကိုမလို့ရှင်ဘာမှကိုမသိတဲ့ကောင်းရလဲတပုံတစ်ခေါင်းကြီးနော်ဖုံးကြီးအပြီးွက်သွားတဲ့သူတွေကလည်းမနေမနော်ကြီးနော်လောကီကိုစိတ်ကုန်ပြီးလောကုတ္တရာတို့ပါပေါ့နော်ပြီးကကြရင်အဲ့တဲ့အဆိုးဆုံးကဒီနေ့ဒီဒီခါမှာဒီနေ့ဒီခေတ်ဒီခါမှာပေါ့နော် မိန်ကလေးတွေကိုစိတ်ဝင်စားပဲနဲ့ငါတို့ယောက်ျားလေးယောက်ျားလေးအရှင်ပဲစိတ်ဝင်စားတဲ့အချောက်တို့ဂေတို့တွေကလည်းတဘုံတစ်ခေါင်းကြီးအခုခေတ်မှာပိုတော်တော်များတယ်ပေါ့နော်တော်တော်များတော့နကူဝါမမိန်မအထုအတွက်ကရွေးချယ်စရာကတဲ့လားနှစ်တန်းရောနေပါတယ်ဆိုမှကွာနော်အဲ့ရောတဲ့အထဲမှာမှဒီရဲ့ဥစ္စာတွေကပယ်ရတာကိုပယ်လိုက်ခါတော့ကြံနေရခိုင်တော့ကောင်းကောင်းကန်းကန်းအသိမရှိတော့ တိတ်မရှိတော့ဆိုတော့မဟုတ်ယွင်တော့ရတာပေါ့ဒါယောက်ျားဖြစ်ပြီးတော့ယွင်တော့ရတာပေါ့တို့ပြောတာကတော့ဒီအားကိုရလောက်တဲ့အရင်ချင်းရှိတဲ့ယောက်ျားလေးတွေကိုပြောပြတာပေါ့နော်ဒါကြောင့်မို့လဲတချို့ live ပေါ်မှာမြင်မှုမှာပေါ့အသက်ယောက်ျားလေးကအသက်50လောက်ဖြစ်တယ်မိန်းကလေးကအသက်20လောက်လဲယွင်ယူကြတာပဲ တည်လိုက်တာဘာမလို့ဆိုတော့ဟိုတို့တော့မှဟိုပြောရရင်အများကြီးမစင်စားရဘူးအများကြီးစင်စားရင်ဘာလဲပါပါသွားလို့တော့ဗောနော်အဲ့လိုမျိုးခေရတိုင်းတာအရာကိုသူကွာပြောရရင်ဟိုတက္ကသိုလ်ဝင်ခွဲဆောင်ပွဲတွေလိုပဲဗောနော်အမတ်တွေဟို နည်းနည်း short short ပေါ့ပြီးစဉ်းစားပြီးတာပေါ့ဟိုရေခက်အရင်ခက်တွေကလည်းစားအရင်ခက်တွေကတော့တည့်ရမလားယောက်ျားလေးတယောက်စဉ်းစားရင်အတော့စားကင်ရမယ်လောင်းကစားကင်ရမယ်အဲဘာညာကွီကွာတွေပေါ့နော်အဲဒီလိုတွေပေါ့အချက်လက်တွေအများများတယ်အခုခက်နောက်ပိုင်းကျတော့အလောက်ထိမစဉ်းစားတော့ဘူးအလောက်ထိစဉ်းစားရင်လည်းလင်ရရမှာမဟုတ်တော့ဘူးတလားအခုခက်တုံတွေးနေရတာတလားအဲ့တော့နည်းနည်း short ပေါ့ပြီးစဉ်းစားတယ်အဲဘိုက်လေးတော့ပူနေတယ်ထားမှာဘိုက်ပူတာဘာမှဖြစ်ပါဘူးလိုချင်တာတော့စစ်ဘက်ပေါ့နော်အော်လောက body အမိုက်စားဒါပေမဲ့ ဘိုက်ဘူးလေးလည်းဘာမှဖြစ်ပါဘူးเนาะအဓိကမွေးစေပါမတုံးဆွဲဖို့ဟာရုပ်လေးကအသားမဲနေတယ်အသားမဲနေလည်းရပါတယ်ဗဒရမယားခဲလေးပေါ့เนาะအာကိုရလောက်တဲ့ရေရှင်းရှိပါတယ်ဟဲ့ပေါ့လို့ပေါ့အဲ့တော့အဲ့တော့အဓိကကမွေးစေပါမတုံးဆွဲရဘူးမတုံးဆွဲဖို့ဒုတိယလောင်းစားမလုပ်ဖို့တတိယမိန်းမမချုပ်ဖို့ဒီ၃ချက်လောက်လေးလွတ်တယ်ဆိုရင်မင်းကလေးတွေကဒါဆိုနည်းနည်းတော်တော်လေးကိုသူတို့ကအဆင်ပြေနေကြီးကွာအဆင်ပြေနေပြီအဲ့တော့ အရင်လည်းမမူရဲဘူးပေါ့နော်မိန်းကလေးဆိုတာတော့ဒါကတော့လာပြောတဲ့လူတွေကိုလက်ခံစဉ်းစားရတာတော့ဒါတဘာဝကြပဲမယ်ထို့အရင်ခေတ်တို့မသားရည်တွေခက်ရလို့အရင်မမူရဲဘူးအရင်မစဉ်းစားရဘူးအဲချစ်လာကျွန်မကိုချစ်တဲ့ဆိုသုံးနှစ်သုံးမိုးလာပြီးစောင့်လေသုံးနှစ်သုံးမိုးကြိုးစားပေါ့အရင်ခက်ကတော့တို့အမီတွေခက်ကတော့အဲ့လိုအခုခက်ကတော့အလော်ဒီအလော်ဒီအလော်ဒီမစဉ်းစားရဘူးဘာလို့ဆိုတော့တို့ကဒီနည်းနည်းလောက်လေးกว่าကျွန်မဟို ပယ်တဲ့ခေတ်ပေါ့နော်ယောက်ျားလေးတွေကဒီလိုအနာစာတွေများတဲ့ခေတ်ဆိုတော့နည်းနည်းအနာစာလေးနည်းနည်းလောက်နည်းတဲ့ယောက်ျားလေးဆိုရင်အများကြီးမစင်စားရဘူးအများကြီးပြရဆိုအများကြီးစဉ်းစားလိုက်ပါပါတော့မှလေအဲကြောင့်နောက်ကမှမင်္ဂလိတုဟာဟလာတနိုင်ငံလုံးအတိုင်းတာနဲ့ဥမာပြဟိုယောက်ျားလေးကအကုန်လုံးကကောင်းနေတယ်ဆိုရင်တော့မှအကုန်လုံးကအနာစာမရှိဘူးဆိုတော့မှအကုန်လုံးယူလိုက်မယ်ဆိုရင်တော့မှမင်္ဂလိနှစ်တန်းကဘုသူ့သွားပြီးမှာတော့ဒါဒါ အဲ့နှစ်တန်းကဒီလင်မရတဲ့အနေနဲ့လင်ယူလို့မရတဲ့အနေဒါဖြစ်နေတာကိုလူကြီးကနှစ်တန်းလောက်ပုံနေတာကိုဟုတ်လားအဲ့တော့အဲ့လိုဖြစ်နေပါတယ်ဆိုမှအခုကဒီ24တန်းလေးမှမှအနာစာကြီးကရမ်းများတဲ့ခက်ကွာအဲ့လိုအလျှောက်တေးစီးသမားရဲ့ရမ်းပေါ်နေတဲ့ကာလိုက်ဆိုတော့နည်းနည်းလောက်အဲ့လိုမွေးစေဝါးတွေမသုံးဆွဲဘူးဟုတ်လားအလုပ်လေးနည်းနည်းပါဝင်ငွေလောက်ရှိမယ်အဲပြီးကကြရင်အဲ့လိုပေါ့နော်ယောက်ျားပြပြတတနဲ့ဖြစ်လောက်မယ်ဆိုရင်တုံတန်ယုံဘိုက်ပူတာတွေ တို့အတားမဲတာတွေအသက်ကြီးတာတွေတိတ်တိတ်ကြည့်လို့များတော့တိတ်ကြည့်တယ်နည်းနည်းတော့ကိုက ကွာနည်းနည်းတော့လေစဉ်းစားမှုတွေတုံးရှိတယ်ပြန်လဲကြည့်လိုက်မှရှိတော့သူများလက်ထဲပါသွားရောကွာဟုတ်ကဲ့ပါမြေတွေကျွန်တော်ဘီဖိုင်လေးရဒီလောက်ပါပဲဒီဘီဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မြို့လဲဘူးတူတက်သင်ခန်းစာတခုရရှိလိမ့်မယ်လင်းမြင်လဲပါတယ်ဒီဘီဖိုင်လေးရအမျိုးအတွက်အကျိုးရှိရဆိုရင် like and share လေးပြုလုပ်ပေးဖို့တောင်းဆချင်ပါတယ်ကျွန်တော် channel နဲ့ဘူးတူတက်ရစရာအကြောင်းအရာနဲ့ဆယ်လီတဲ့င်းတက်တူမင်းတက်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဖိနန်နူဒီဘဲလေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေရရှိနေကြည့်ကြည့်များရေးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်ကြမယ်အမျိုးရဲ့ edition နဲ့ team subject ကိုလည်းကျွန်တော်ရဲ့ comment ောင်မှာ message ပေးခဲ့လို့ရသလိုဝေဖန်အကြံပြုနိုင်ပါပြဟုတ်ကဲ့ပါတရား